မျက်နာကိုရေပတ်လိုက်တာကြောင့်အသက်ဆုံးရှုံးသွားရတဲ့တနာစီယာကိုဝင်ဆောင်တဲ့အမျိုးသမီးတအူပြည်သက်များလုံးမင်္ဂလာပါရှင့်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဆိုင်ကယ်မောင်းနေနေစဉ်အတွင်းမှာမျက်နာကိုရေအတင်းပတ်ပြီးတော့ခွတ်ဆောင်းခုတ်လိုက်တာကြောင့်ဆိုင်ကယ်ဟန်ချက်ပြတ်ပြီးတိမ်းမောက်ပြီးတော့ကဝင်ဆောင်တဲ့အမျိုးသမီးတအူတည်ဆုံခဲ့တဲ့ဖြစ်စဉ်တစ်ခု April 15ရက်နေ့ဒဇန်အကြက်နေကဖြစ်ပွားခဲ့ပါတယ်။အဆိုပါဖြစ်ပျက်ကတော့အေယောင်ရီတိုင်းမအူပင်မြို့နယ်အတွင်းကဒဇန်အကြက်နေမှာဖြစ်ပွားသွားခဲ့ရပါမအူပင်မြို့နယ်ရွှေတောင်မော်ရွာမှာယမန်နေ့နနက်9:00နာရီဝင်းကျင်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့ဆိုင်ကယ်စီးနှင်းလာတဲ့ကဝင်ဆောင်တဲ့အမျိုးသမီးတအူကလမ်းပေါ်မှာရေကစားနေကြတဲ့သူတွေကနေရေပက်ရာကဆိုင်က ယ်တိမ်းမောက်ခဲ့ရလို့သိရပါတယ်။အဆိုပါမျိုးသမီးရဲ့နာမည်ကတော့မအေးမြတ်သူဖြစ်ပြီးတော့အသက်ကတော့26နှစ်ရှိပြီလို့သိရပါတယ်။အဆိုပါမျိုးသမီးကခင်မုန်းတဲ့နဲ့လက်ထပ်ထားတာမကြသေးပဲမအူပင်မျိုးနယ်ရွှေတောင်မော်ရွာမှာကျက်ဥရောင်းဝယ်ရေးပြုလုပ်နေရဖြစ်ပါတယ်။ဒီလိုနဲ့တကြံကြမ်းနေမှာတော့ခင်မုန်းတဲ့ဈေးရောင်းနေတဲ့ဆိုင်ကိုလိုက်သွားတဲ့အချိန်ရေပတ်နေတဲ့သူတွေကမျက်နှာကိုပတ်လိုက်တာကြောင့်ဆိုင်ကဟန်ချက်ပြတ်ပြီးတော့တိမ်းမောက်သွားပြီးတစ်ဖက်ကားလမ်းမကျော်ကလာနေတဲ့ကားနဲ့တိုက်မိပြီးတော့အဆုံးပါသွားခဲ့ရဖြစ်ပါတယ်။ ကလေးတွေကရေနဲ့မျက်နှာကိုပတ်လိုက်လို့ဆိုင်ကယ်ကဟန်ချက်ပြက်ပြီးတော့တပတ်လန်းပေါ်ရောက်တော့လာရဲကနဲ့တိုက်မိနေဆုံးသွားတာလို့သိရတယ်။အမျိုးသမီးလေးကအသက်20ကျော်ပဲရှိသေးတယ်။ကိုဝင်းနှလားရှိနေရတဲ့လို့ဒေသခံတအူးကပြောပါတယ်။ဆိုင်ကယ်တိမ်မောက်ကတပတ်ရင်ကျော်ကနေကားနဲ့တိုက်ပြီးပြင်းတော့ကိုဝင်းဆောင်တဲ့အမျိုးသမီးကနေရာမှာပဲတေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ရေပန့်ကစားသူရဲ့မစင်မကျင်လုံးရက်တွေကြောင့်အေးအေးယူလို့မရဖြစ်နေပြီးတော့ခင်မုံဖြစ်သူကတော့အယူမီဝိုင်းဖြစ်ကကြံရိတ်ခဲ့ရပါတယ်။ ဒဇန်ကလာမှာရေမပတ်တဲ့သူတွေရှိပေမဲ့တချို့တွေကတော့တွေ့ရမြလူတိုင်းကိုရေပတ်ကြပါတယ်။ရင်းရင်ကျကျမကစားကြပဲမိသားပိုက်တွေနဲ့ပတ်တာတွေခွတ်ဆောင်ခုတ်တာတွေကြောင့်နှစ်စဉ်တစ်တိုင်းမှာဒဇန်တွင်အသက်ဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။ ။ဒကြံတွင်းမှာရံပွဲတွေစကားများတာတွေအဖြစ်များပြီးတော့မိဘတွေလည်းရင်တမမနဲ့ဖြစ်နေရတာကြောင့်နောင်ကိုမျက်နှာကိုရင်မပတ်ကြဖို့အတွက်အပျော်မလွန်ကြဖို့အတွက်လူကြီးမိဘတွေကမြတ်တရက်ခံနေကြပါတယ်။ခင်မုံဖြစ်သူကတော့တရက်အတွင်းမှာတင်ဇနီးတွေရောမမွေးဖွားရတဲ့ကလေးကိုရောဆုံးရှုံးလိုက်ရပါတယ်။သူရဲ့ဖြစ်ကစိုးရာကြောင့်ကြားရတဲ့သူတိုင်းကအဆင်မကောင်းဖြစ်နေကြပြီးတော့မျက်နှာကိုရင်မပတ်ကြဖို့အတွက်မြတ်တရက်ခံနေကြပါတယ်။ ကွယ်လွန်သွားတဲ့မျိုးသမီးရဲ့ရုပ်အလောင်းကိုမြန်မာတွေရဲ့ထုံထမ်းအစဉ်လာရောက်နေမကူကိမှာတကြိုရမှာပါမနက်ခင်းကမှပျော်ရွှင်နေတဲ့ဇနီးတဲ့ကိုခင်မုံဖြစ်သူကအိမ်မှာ၃ရက်တောင်ထားခွင့်မရတော့ဘဲလက်လွတ်လိုက်ရတော့မှာပါ ကိုဝင်ဆောင်တဲ့အမျိုးသမီးကွယ်လွန်သွားရတဲ့အဖြစ်ကိုသနားနေကြပြီးတော့ဒီလိုအဖြစ်ဆိုးကြီးကိုဘယ်သူမှမကြုံတွေ့စေချင်တော့ပါဘူး။မစင်မချင်းရေပတ်မှုတွေကြောင့်အသက်နှစ်ချောင်းဆုံးရှုံးသွားပေမဲ့လည်းရေပတ်ကစားသူတွေရဲ့အုတ်ထင်းသူတွေကတော့ကွယ်လွန်သူမိသားစုစီကိုလာရောက်တောင်းပန်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။ဒါပေမဲ့တရားစွဲဆိုပြင်ဆင်နေကြောင်းလည်းသိရတာပါ။ကိုရဲ့ပျော်ရွှင်မှုကအခြားသူတစ်ပါးကိုမထိခိုက်စေဖို့လိုအပ်ပြီးတော့အပြစ်မကင်းတဲ့ပျော်ရွှင်မှုကအသက်ကိုပါဆုံးရှုံးသွားစေခဲ့ပါတယ်။ကလေးလေးကတော့လူလောကကိုတောင်မရောက်လိုက်ပဲကွယ်လွန်သွားရတယ်လို့ခင်မုန်းတဲ့က ော့စိတ်ကိုတည်ငြိမ်အောင်ထားနေရပါတယ်။ရခင်ကိကဆိုရင်တော့မြမရိုးရာတကြံပွဲတော်မှာယဉ်ကျေးတိမ်မွေးစွာနဲ့ရေးပတ်ကြပေမဲ့အခုကမှတော့ကြမ်းတမ်းစွာနဲ့ရေးပတ်ကစားမှုတွေရှိနေရပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမျက်နာကိုရေပမ်းပြီးလို့အသက်ဆုံးရှုံးသွားရတဲ့အမျိုးသမီးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။